မင်္ဂလာပါရှင်ရွှေကောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့2025-2026ပညာသင်နှစ်အတွက်မေလ22ရက်မှစလို့ကျောင်းအနှံနိုင်ပြီဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနကြေညာတဲ့သတင်းဖြစ်ပါတယ်2025-2026ပညာသင်နှစ်အတွက်မေလ20ရက်မှစလို့ကျောင်းအပ်နိုင်နိုင်ပြီဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။မေလ20ရက်မှဇွန်လ1ရက်အထိ ချောင်းအနံ့ကြီးတရင်ဘက်ဖြစ်တက်မှတ်ပြီး၅နှစ်အရွယ်ကလေးများကိုသူငယ်တန်းကေဂျီတို့အနံ့ရန်နဲ့၆နှစ်အရွယ်ကလေးများကို ပထမတန်း grade 1တို့အနံ့ရန်ပညာရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါအပြင်ကျောင်းအုပ်ဆရာဆရာမများအားလုံးနဲ့အရာတန်းအမှုတန်းများအားလုံးသိရှိလိုက်နိုင်ရမယ့်အချက်များအနေဖြင့်မိသည့်အခကြေးငွေများကောက်ခံခြင်းလက်ခံခြင်းမပြုရန်ငွေကြေးလက်ဆောင်ပစ္စည်းတစုံတရာလက်ခံခြင်းမပြုရန် အတန်းတစိမ့်၊ကျောင်းတစိမ့်နဲ့အခြားမြေသီးပစ္စည်းကိုမှရောင်းချခြင်းမပြုရန်။ကျောင်းသားကျောင်းသူများပူးပေါင်းဆောင်ရွက်တရေး၊ကျောင်းတက်မှန်ရေး၊အင်စာများကိုနေ့စဉ်လှူဆောင်ရေး၊မိဘများနဲ့ပူးပေါင်းဆွေးနွေးဆောင်ရွက်ပေးပါရန်။ပညာသင်ကာလအတွင်းစစ်ဆေးအကဲ့ဖြတ်ခြင်းအားညွှန်ကြားချက်များအတိုင်းစစ်ဆေးရန်။ကျောင်းထက်သူလုံးဝမရှိစေရေးနဲ့အလေတန်းအထက်တန်းအဆင့်များသို့အဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်မိဘများနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။မူရစ်စီဝါတားဆီးကာကွယ်ရေးအရက်ဘီယာ e-cigarette vape cigarette ကိုရမသုံးဆွဲရီမိဘပြည်သူအားလုံးနဲ့ပူပေါင်းဆောင်ရွက်ရန်ရှင်ရည်ကင်းရှင်ရည်နဲ့ရင်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရီမိဘပြည်သူအားလုံးနဲ့ပူပေါင်းဆောင်ရွက်ကျမ်းမာရေးနဲ့ညီညွတ်သောလူနေမှုပုံစံများဆွေးမြေဆောင်ရွက်တရန်အသိပညာပေးရင်မိဘပြည်သူအားလုံးနဲ့ပူးပေါင်းဆောင်ရွက်ရန်။ကျောင်းသားကျောင်းသူများဂိမ်းဆွဲလန့်မှုပပျောက်စေရင်မိဘပြည်သူအားလုံးနဲ့ပူးပေါင်းဆောင်ရွက်ရန်။နှာစေးချောင်းစိုးကိုပူချင်းမြမလင်းကျောင်းသူမလာပဲနိစက်ရာကျမ်းမာရေးစေကန်း ဆေးရုံသူတရင်ပူရန်နဲ့စေကူတာမှုခံယူရန်အသက်၁၂နှစ်ပြည့်ပြီးကျောင်းသားကျောင်းသူများကိုဗစ်19ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီနိုင်ရေးသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ရန်စတည်ဟုဖြစ်ကြောင်းသိရှိရပါတယ်ရှင်။